၍၌ဤ၎င်းဆိုတဲ့အခေယာလေးလုံးအကြောင်းကိုဒီကနေ့ပြောပါမယ်။ဒီအခေယာလေးတွေဟာအခုဒီရွယ်ကိုရောက်လာပြီးတော့ရုပ်ဆင်းအင်ကပြောင်းလဲနေတော့သူတို့ဘယ်ကလာတယ်ဆိုတာကိုတော်တော်များများကမသိကြတော့ပါဘူး။သူတို့ရဲ့စင်မြစ်သူတို့ရဲ့ဇာတိနဲ့ပတ်သက်ပြီးတော့ဆရာကြီးဥထွန်းတင်ရှင်းပြထားတာကိုအခုပြန်ပြီးတော့တင်ပြပါပါ။ပထမဆုံးတော့ကျွန်တော်တို့ရွေ့ဆိုတဲ့အခေယာအကြောင်းကိုပြောရအောင်ပါ။ အခေယာရွေဆိုတာတဝေထိုးရကောက်ဝါဆွဲအောက်ကမြေရွေနဲ့အဓိပ္ပာယ်အတူတူပါပဲအဲ့ဒီတဝေထိုးရကောက်ဝါဆွဲအောက်ကမြေရွေကိုအတိုးချုံရေးရတာနေပြီးတော့အခုသုံးနေကြတဲ့အခေယာရွေဆိုတာဖြစ်လာတာပါဘလို့ပဲပုံမွေးဖွားကြီးပြင်းလာတယ်ဆိုတာကိုအခုပြောပါမယ်အကကိကကြောက်စာတွေထဲမှာရွေကိုတဝေထိုးရကောက်ဝါဆွဲအောက်ကမြေနဲ့မရေးသေးပါဘူး အဲ့ဒီခေတ်တုန်းကအောက်ကမြေတို့ဝတ်ဆပ်ပေါက်တို့ဆိုတာတွေကလည်းမပေါ်သေးပါဘူးအဲ့ဒီတုန်းကရွေးဆိုတဲ့အတန်ထွက်အောင်ဘလို့ရေးတယ်လဲဆိုတော့ရာောက်တချောင်းငင်ရပလက်တက်နဲ့ရေးပါတယ်အဲ့ဒီရာောက်တချောင်းငင်ရပလက်တက်ကိုအတန်ထွက်တော့ရွေးလိုပဲအတန်ထွက်ပါတယ်အဲ့ဒီရွေးကိုနောက်ပိုင်းမှာအတိုးချုံပြီးတော့ကြတော့ရေးလာကြပါတယ်ဘလို့အတိုးချုံပြီးတော့ရေးတယ်လဲဆိုတော့ ရောက်တော့တချောင်းငယ်ရပ်ပလက်သက်ဆိုတဲ့နေရာမှာရပ်ပလက်အစာရပ်ပင်ကိုအစာထုတ်ပြီးကျတော့တုံးပြီးတော့ရေးလာပါတယ်တကယ်တော့ရပ်ပလက်နဲ့ရပ်ပင်ဆိုတာကအတူတူပါပဲရပ်ပင်ဆိုတာရပ်ပလက်နဲ့ပင့်ထားတယ်လို့ပြောချင်တာဖြစ်ပါတယ်ရရင်နဲ့ရကောင်းဆိုတာလည်းအတူတူပါပဲရရင်ဆိုတာရကောင်းနဲ့ရစ်ထားတယ်လို့ပြောတာပဲဖြစ်ပါတယ်ဒီတော့ စောစောကရပ်ပလက်တက်မှာရပ်ပလက်နေရာကိုရပ်ပင်းနဲ့အစားထိုးပြီးတော့ရေးပါတယ်အဲ့ဒါလို့ရေးလိုက်တော့ရောက်ောက်တချောင်းငင် ရပ်ပလက်တက်ရွေ့ဆိုတဲ့အစားမှာရောက်ောက်တချောင်းငင်ရပ်ပင်းအသက်ကလေးနဲ့ဒီလိုပုံမျိုးဖြစ်လာပါတယ်ဒီတော့အခုမြင်ရတဲ့ပုံလေးအဲ့ဒီကရောက်ောက်တချောင်းငင်ရပ်ပင်းအသက်ကလေးဆိုတာဟာ ျွန်တော်တို့အခုသုံးနေတဲ့အခေယာရွေးဆိုတာနဲ့တော်တော်လေးတူသွားပြီဆိုတာကိုကျွန်တော်တို့နှစ်ခုနှိုင်းယှဉ်ကြည့်လို့ရှိရင်သိနိုင်ပါလေ။နောက်ထပ်ပြောချင်တဲ့အခေယာတစ်ခုကတော့နှိုက်ဆိုတဲ့အခေယာပါ။အဲ့ဒီနှိုက်ဟာလဲနာငယ်ဟာထိုးလုံးကြီးတင်တချောင်းငယ်ကကြီးတက်နှိုက်နဲ့အတူတူပါပဲ။အတိတ်ပဲကတော့အားလုံးသဘောပေါက်ထားကြပြီလားလို့ထင်ပါတယ်။နေရာကို ပြတာညွန့်တာပါ။ရင်းမြစ်ကို ပြောရမယ်ဆိုရင်တော့နှိုက်ဆိုတာ အတွင်းကိုရောက်အောင်သွားတာကိုနှိုက်လို့ခေါ်တာပါပဲ flight ဆိုတဲ့စကားနဲ့လည်းတူပါတယ်နာငယ်ဟာထိုးနဲ့လဟာထိုးဟာတခါတလေမှ ပြောင်းလဲတတ်ပါတယ်နှိုက်နဲ့ flight ဆိုတာတူသလိုလွှာနဲ့နှွာလည်းတူပါတယ်တတိကို အခွန်နှွာတယ်ဆိုတာဟာတတိကိုအခွန်လွှာတယ်ဆိုတာနဲ့အတူတူပါပဲအဲ့ဒီနာငယ်ဟာထိုးလုံးကြီးတင်တချောင်းငယ်ကာကြီးတက်နှိုက်ကို နောင်မှာတော့ရှည်တယ်ထင်လို့ချုပ်ရေးလာပါတယ်။ကြောက်စာရေတို့ပေစာရေတို့ရှည်ကရေးကြတာဆိုတော့တခါတလေမှာနေရာမဆက်ရင်ချုပ်ရေးဖို့ကလည်းလိုအပ်တတ်ပါတယ်။အဲ့ဒီမှာဘလို့ချုပ်ရေးတယ်လဲဆိုတော့တညာတဲ့တီကိုရှည်ကရှည်လူကြီးတွေဖုန်ကြီးတွေချုပ်ရေးတာကိုမြင်မှုကြမယ်ထင်ပါတယ်။တညာတဲ့တီကိုချုပ်ပြီးတော့ရေးချင်လို့ရှိရင်သူက ဒီလိုလေးရေးတတ်ပါတယ်အဲ့ဒါလို့နီးတူပဲတခါတလေမှာကျွန်တော်တို့ထို့ကြောင့်ကိုချုပ်ပြီးတော့ရေးကျင်တယ်ဆိုလို့ရှိရင်လေငတ်တက်တဲ့အောက်ကမြင်ကလေးပဲဟိုရေးတတ်ပါတယ်ဒီနီးတူအခုနှိုက်ကိုချုပ်ရေးကျင်တဲ့အခါမှာတော့နငယ်ဟာထိုးလေးနဲ့အပေါ်ကအသက်ကလေးကိုပဲယူပြီးတော့ရေးပါတယ်နငယ်ဟာထိုးတချောင်းငယ်စားမှာနငယ်ဟာထိုးလေးပဲ ယူလိုက်ပြီးတော့ကာကြီးတက်အစားမှာအသက်ကလေးကိုပဲယူလိုက်ပြီးတော့ချုပ်ပြီးတော့ရေးလိုက်တဲ့အခါမှာဒီလိုပုံမျိုးဖြစ်လာပါတယ်။အခုဒီပုံစံဟာကျွန်တော်တို့ဒီနေ့ခေတ်သုံးနေတဲ့အခေယာနိုင်တဲ့တော်တော်လေးတူသွားပါပြီ။ဒီပုံစံကလေးကိုပဲ တဖြည်းဖြည်းနဲ့လှအောင် ပို့ပြီးတော့ကြည့်ကောင်းအောင်ပြုပြင်ပြီးတော့တဖြည်းဖြည်းရေးသားလာတဲ့အခါမှာဒီနေ့ကျွန်တော်တို့ဒီနေ့ခေတ်သုံးနေကြတဲ့အခေယာနိုင်ဆိုတဲ့ပုံစံကလေးဖြစ်လာတာပါပဲဗျာ။ နောက်ထပ်စလုံးတစ်ခုအနေနဲ့ကတော့အခရာ E အကြောင်းကိုပြောပါမယ်။အခရာ E ဆိုတာကတော့အခရာ A ကိုအနဲ့တတ်ထားတာလို့ဆရာကြီးဦးထွန်းတင်ကရှင်းပြပါတယ်။အဲ့ဒီအခရာ A ကိုအနဲ့တတ်တော့အတန်ထွက်ကတော့ A လို့လဲထွက်နိုင်တယ်လို့ A လို့လဲထွက်နိုင်ပါတယ်။မူလတုန်းကအဲ့လိုပဲထွက်ခဲ့ပါလိမ့်မယ်။ဒီနေ့ခေတ်မှာကျွန်တော်တို့သုံးလုံးမေဂျာဆဲဖြစ်တဲ့ဟုတ်လို့လား A သွားပါအေးစားပါအေးဆိုတဲ့အေးဟာအဲ့ဒီအေးပါပဲလှုပ်လိုက်ပါအေးပြောလိုက်ပါအေးဆိုတဲ့အေးကလည်းအဲ့ဒါပါပဲအတူတူပါပဲနောက်ရက်ဆိုတာကလည်းအတူတူပါပဲပြောလိုက်ပါပြရက်ကြားလိုက်ပါရက်ဆိုတဲ့ရက်ဟာလည်းအဲ့ဒီကနေရွေရှားပြောင်းလဲလာတာပါအဲ့ဒီအခရာအေးအတက်ကနေဒီနေ့ခေတ်အခရာအီအဖြစ် ပြောင်းလဲလာပုံကိုတော့ ဆရာကြီးဦးထွန်းတင်ရှင်းပြထားတာကအလုံးစိတ်ဝင်စားဖို့ကောင်းပါတယ်အခေအေအတ်သက်ဆိုပေမဲ့ပကန်းခစ်တုံးကအကအခုကျွန်တော်တို့ဒီနေ့တုံးနေတဲ့အနဲ့ပုံစံမတူသေးပါဘူးပကန်းခစ်တုံးကအဟာအင်္ဂလိပ်စလုံး h ပုံစံမျိုးကဒီလိုပုံစံလေးပါအဲ့ဒီ h ပုံစံလေးကိုတောင်မှနောက်မှအလေကကက်လက်မြင်းကလေးကရှုပ်တယ်လို့ထင်ပြီးတော့ ထက်မီရေးကြပဲနဲ့ခြံထားလိုက်ကြပါတယ်အဲ့လိုခြံထားလိုက်တဲ့ခါမှာအေအတ္တဟာအခုဒါမျိုးပုံစံဖြစ်လာပါပြီအဲ့ဒါဟာကျွန်တော်တို့အခုသုံးနေကြတဲ့အခေယအိနဲ့တထထဲနေပါတူသွားပြီဆိုတာကိုသိနိုင်ပါပြီအိဆိုတဲ့စကားဟာအေနဲ့လည်းအတူတူအေနဲ့လည်းအတူတူရဲ့ဆိုတာနဲ့လည်းအတူတူပဲဆိုတာကျွန်တော်တို့မှတ်သားစရာလေးပါ အခုနောက်ဆုံးပြောချင်တဲ့အခရာလေးကတော့၎င်းပါကျွန်တော်လဲထုံနီး၎င်းထုံနီး၎င်းဆိုတဲ့၎င်းပါရှေ့တုန်းကတော့အဲ့ဒီ၎င်းကိုတဝေထိုးလာရည်လေးတဝေထိုးကာကြီးရေးချာငတ်သက်ကောင်းလေးကောင်းလို့လည်းရေးတတ်ပါတယ်နောက်တစ်ပြုလဲရေးတတ်ပါသေးတယ်တဝေထိုးလာညတ်သက်တဝေထိုးကာကြီးရေးချာငတ်သက်လေးကောင်းတို့မဟုတ်လေးကောင်းလို့အတန်ထွက်ပါတယ် ဲ့ဒီနှစ်ခုကအနယ်ရောအတိပယ်ရောအတူတူပါပဲလေကောင်းနဲ့လီကောင်းနဲ့ကအတိပယ်အတူတူပါပဲဒီတော့ကျွန်တော်တို့လီကောင်းသို့မဟုတ်လဲကောင်းဆိုတာကို လေကောင်းလို့လည်းရေးလို့ရတယ်ဆိုတာကိုကျွန်တော်တို့သိရပါပြီအဲ့ဒီလေကောင်းဆိုတဲ့စကားထဲမှာပါတဲ့လေးဆိုတဲ့စကားကို အတူချုပ်ပြီးတော့ရေးကျင်တဲ့အခါကျတော့လေကနန်းကိုအစားထိုးထည့်ပြီးတော့ကျတော့အတူချုပ်ရေးပါတယ်အဲ့တော့ ဲ့ဒါဟာကျွန်တော်တို့အခုတုံးနေတဲ့၎င်းဆိုရဲသင်္ကေတလေးဖြစ်လာတော့တာပါပဲခင်ဗျာဒီတော့၎င်းကိုလေးနဲ့ပေါင်းတာမှားတယ်လို့ပြောနေကြတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စဉ်းစားစရာလေးရှိပါတယ်တကယ်တော့မမှားပါဘူးဘာလို့မမှားသလဲဆိုတော့အဲ့ဒီသင်္ကေတလေးမှာ ပါတဲ့စကလုံးလေးဟာလေးကိုပဲကိုစားကြည့်ပြီးတော့ရေးတာဖြစ်လို့ပါပဲဒါပေမဲ့တခြားရှုထောက်တစ်ဖက်ကနေကြည့်မယ်ဆိုရင်တော့လေမှားတယ်လို့စွန့်နိုင်စရာရှိလာပါတယ်အဲ့ဒါကဘာလဲဆိုတော့ လေးအပ်ခရာလေးကနန်းနဲ့ရေးခဲ့မယ်ဆိုရင်တကယ်လို့ကျွန်တော်တို့အဘိဓမ္မာသုံးတဲ့အဘိဓမ္မာသုံးမှုအတွက်အခရာစင်တယ်ဆိုတာမျိုးကျွန်တော်တို့အခရာစင်ကြည့်မယ်ဆိုလို့ရှိရင်လေးကနန်းနဲ့ရေးထားလို့ရှိရင်အခရာစင်တွေကကမောက်ကမဖြစ်ကုန်နိုင်ပါတယ်ဆိုတော့အ내ရမှန်ပေမဲ့အခရာစင်ရကြတော့မှားသွားပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကတင့်တင့်လျှောက်ပတ်စွာသုံးကျင်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့တတ်မှတ်ထားတဲ့စကလုံးလေးနဲ့ပဲသုံးနာရေးတာကပို့ပြီးတော့ကောက်ပါတယ်။ဂဏန်းလေးနဲ့ဂဏန်းလေးနဲ့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှားသလားဆိုတော့ရင်းမြစ်အရာအနဲ့အရာမမှားပါဘူး။ဒါပေမဲ့အခရာစင်မယ်ဆိုလို့ရှိရင်သူတင့်တော်တဲ့နေရာကိုရောက်မှာမဟုတ်ဘူးလို့ပဲပြောရမှာပါဗျာ။ဒီတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခရာလေး၄လုံး ဘလို့ဖြစ်ပေါ်လာကြလဲဆိုတာကိုကျွန်တော်တို့တည်တည်ချာချာသိသွားရပါပြီအဲ့ဒါလို့သိတော့ဘယ်ကလာတယ်ဘလို့ပြောင်းလာတယ်ဆိုရရေးမြစ်ကိုတည်တည်ချာချာသိသွားတော့လဲကျွန်တော်တို့ရေးရတာဖတ်ရတာရတာပိုရှိသွားတယ်လို့စိတ်ထဲမှာခံစားရပါတယ်ဗျာ